回家杀人。 အများဆုံးသုံးကောင်းသုံးမယ်ဘာလို့လဲဆိုတော့တို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်တဲ့ကြောင့်မလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်တွေဘက်ကိုထောက်ခံလို့ရမှာဖြစ်တဲ့ကြောင့်မဟုတ်ဘူးเนาะအဲ့ဒီအတွက်အကြောင်းမလို့ဒီ Starlink ဒီ public net သုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရာခံတဲ့ပေါ့เนาะထောက်ခံရေးဆက်ကနေပြီးတော့အလွဲတကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်ခံလို့ရတယ် သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဘမဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတာ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလည်းရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်အားလုံးမင်္ဂလာပါဒီနေ့ပြောပြမှာကလေအာစစ်ထောက်လင်းဆက် ကရိယာနဲ့ပတ်သက်ပြီးမတိသေးတဲ့ဒူတွေအတွက်ကိုဘူတာဘူတူတာအမည်နဲ့ပြပြတော့မှာဖြစ်ပါတယ်။အဲစစ်ထောက်လိုက်ရဲ့ဆက်ကသူတို့ဘက်မှာတုံးနဲ့တုံးမမတုံးလည်းမတုံးဘူး။ဒါပေမဲ့ကိုဒီဘက်မှာတတိထားအလုံးဆောင်တဲ့အရာကိုဟိုပြောပြမှာဖြစ်တယ်ပေါ့နော်။ဘာဖြစ်လဲဆိုတော့ကိုရီလေးတင်ရင်သွားတဲ့အခါကျလို့ရှိရင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်။ဘာဖြစ်လို့အင်တာနက်လိုင်းဖြတ်ထားလဲဆိုလို့ရှိရင်ရန်သူဘက်ကထောက်လန်းလို့မလွယ်အောင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်ပေါ့နော်။ င်တာနဲ့ line သုံးမယ်ဆိုလို့ရှင်ねကိုယ့်ရဲ့အခုဒူဘိုရောဘိုးကြီးတို့အတကယ်ကိုဒီထောက်ဟိုင်းဆက်အတုံးပြုတ်နေတဲ့ဒူတွေကဒါတက်ကချထားပေးတဲ့ private wifi ကြီးသုံးပြီးတော့ပဲဒီမြေပုံကိုကြည့်ကြတာများတယ်ကိုပိုင်သုံးပြုတ်တဲ့ဒီလို phone နေ internet line တွေကိုတော့လုံးဝသုံးမပေးတဲ့ဒီ mobile phone ကအစလုံးဝပိတ်ထားတယ်ပေါ့နော် အဲ့တော့ခုနကထောက်လိုင်းဆက်ဘက်ကိုပြင်သွားမယ်ဆိုလို့ရှိရင်ထောက်လိုင်းဆက်က Google Map လည်းမဟုတ်ဘူး Apple Map လည်းမဟုတ်ဘူးစာရွက်ပေါ်မှာချထားတဲ့ဒီလိုမြန်မာနိုင်ငံညီပုံစာရွက်ကြီးလည်းမဟုတ်ဘူးသူတို့ကဒီစက်ကလေးကနေပြီးဒီနေရာကိုဒီနေရာဒီ satellite ပေါ်ကနေကြည့်တယ်ဒီထောက်လိုင်းအဲ အမျိုးအစားပေါ့နော်ထောင်လိုက်အမျိုးအစားဖြစ်ပြီးတော့သူကအဲ့ဒီနေရာကိုထောက်ကြည့်လိုက်တာနဲ့အဲ့နေရာမှာရှိတဲ့တောတောင်ရင်းမြေတဘာဝတွေကို Google 3D ထက်တောင်ပိုတောင်ကြည်နင်တောက်ပါသေးတယ်ပင်ညာနေပမာဝင်လို့ရတယ်အိတ်အိမ်ရဲ့အနေထားအိတ်အိမ်ရဲ့အမျိုးအစားအစအလှက်နေနေရတဲ့ပုံစံထောက်ခံရေးဆက်ဖြစ်တယ်ဒါသူတို့ပမာတုံးညင်နဲ့တုံးမယ်အရင်နေခင်မိနေတဲ့တော့ကြောင့်မလို့အပြင်ကိုနေနေရထားပြီးတဲ့နေမေပါသွားတဲ့ဒေတာဒီမှာ အများဆုံးသုံးကောင်းသုံးမယ်ဘာလို့လဲဆိုတော့တို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်တဲ့ကြောင့်မလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်တွေဘက်ကိုထောက်ခံလို့ရမှာဖြစ်တဲ့ကြောင့်မို့ပေါ့နော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ Starlink ဒီ public net သုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရခံတဲ့ပေါ့နော်ထောက်ခံရေးဆက်ကနေပြီးတော့အလွဲတကူ ို့စာပါတဲ့ကိုဝင်ပြီးတော့ထောက်လန်းလို့ရတယ်။သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဘမဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတယ်ဒါ၆တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလည်းရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေမြေ ဒီတော်လိုင်းနေမြေစိုးမိုးတဲ့ဒေသတွေမှာနေထိုင်နေပြည်သူတွေအနေနဲ့ကပို့ပြီးတော့စီကံလိုက်နာရတယ်။ဘာဖြစ်လို့ပို့ပြီးစီကံလိုက်နာရတယ်ဆိုတော့တစ်ချက်အမှားမခံဘူး။တစ်ချက်မှားသွားတာနဲ့ရန်သူကငွေလာဖို့လွယ်တယ်။ဘာဖြစ်လို့သူကဒါကိုမျက်စိမျက်ခြေမပြတ်စောက်ကြည့်နေတာ။ဒီတော်လည်းနေမျိုးစိုးမိုးရနေဝေးတဲ့ဒေသတွေကတော့သူတို့အနေနဲ့ခေါင်းနဲ့ထိတ်နေပဲခေါင်းနဲ့မထိတ်မထိတ်ဘူးဒါပေမဲ့တော်လည်းဒေသနဲ့နီးစပ်တဲ့နေမျိုးတွေမှာနေထိုင်နေတဲ့သူတွေက မအီးတက်သားတွေကလည်းတို့နေမြရထားပြီးသားလीဟုတ်တယ်မှာဘသူကပါချင်းခံပါလဲဟုတ်တယ်မှာလူတွေအသက်တွေအကုန်လုံးရင်းနာရတာငွေတွေလူအသက်တွေတငယ်ကြီးမိသားစုအကုန်လုံးရင်းနာကြည့်ကြမှာတို့အနေနဲ့ဒီမီကိုလည်းတို့အပခံမှာမဟုတ်ဘူးအပမခံတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့လုံထုံးလုံနေအတိုင်းစီးစစ်နေအတိုင်းလုံပါပဲ ဲ့တော့ကြောင့်မို့ဒီတော်လရင်မှနားမှာနေနေတဲ့လူတွေတော်လရင်ဒီလွမြောက်နေမြေနားမှာနေတဲ့လူတွေပြည်သူတွေအနေနဲ့ဒါကိုနားလည်ထားဖို့လိုတယ်။အာငါတို့ကတော့ပြည်သူတွေပဲငါတို့လှုပ်ချင်တာလှုပ်မှာပဲလွမြောက်နေမြေရောက်နေပြီပဲနင်တို့ကငါတို့ထောက်ပံ့မေးထားတာဆိုတဲ့ဟာမျိုးတွေအတုံးမပြုတ်ပဲနဲ့အော်တို့လှုပ်နေတာငါတို့လုံခြုံရေးအတွက်ပါလားဆိုပြီးတော့နားလည်ထားဖို့ကိုအာပြောပြချင်ပါတယ်ဗောနော်ဒါကတော့ဘူဒ္ဓတအနေနဲ့ကောအာခုန ပြောသွားခဲ့တဲ့ဒီဖြစ်သွားဖြစ်သွားခဲ့တဲ့ဒီဗီဒီယိုဖိုင်အနေကိုကြည့်ရင်းတဲ့အနေနဲ့ကောနောက်တစ်ခုကဟိုလက်ရှိပေါ့နော်ဟိုအကျဉ်းပေးနေတဲ့သူတယောက်အနေနဲ့ဒီအဲဗီဒီယိုကိုလောရချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် မြန်မာနယ်စပ်မှာကြားဖြတ်တွေစတားလင်တုံးဆွဲနေမှုအမေရိကန်လွှတ်တော်ကော်မတီစုံစမ်းစစ်ဆေးနေမြန်မာနယ်စပ်မှာအွန်လိုင်းငွေလိမ်ကိုင်းကြားဖြတ်တွေမကြသေးခင်လတွေအတွင်းဖြိုခွင်းမှုတွေပြီးနောက်လအနေငယ်ကြာမှာဒီလုပ်ငန်းတွေအရှိန်ဟုန်နဲ့ပြန်လည်ကောင်းထောင်နေတယ်လို့ AFP သတင်းဌာနကပြောပါတယ် ီလွန်မတ်ခ်ရဲ့ Starlink အင်တာနက်ဝန်ဆောင်မှုတွေကိုလည်းထိုင်းမြန်မာနယ်စပ်မြဝတီမြို့တဝိုက်ရှိ online ငွေလိမ်ကိုင်းလိုအဆောက်အဦတွေရဲ့ခေါင်းမိုးတွေမှာတွေ့ရှိရတယ်လို့ဆိုပါတယ်။ February လအတွင်း online ငွေလိမ်ကိုင်းတွေကိုဖြိုခွင်းခံရချိန်မှာ Starlink သုံးစွဲမှုတိတ်မရှိပေမဲ့ July လ3ရက်မှအော်တိုဘာလတရက်နေ့အထိ Starlink ဟာမြန်မာနိုင်ငံအတွက်နိုင်စဉ်အကြီးမားဆုံးအင်တာနက်ဝန်ဆောင်မှုဖြစ်လာခဲ့ကြောင်း အာရှဒေသတွင်းအင်တာနက်မပုံတင်ခြင်းဆိုင်ရာအဖွဲ့ရဲ့အချက်လက်တွေမှာဆိုပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအွန်လိုင်းငွေလိမ်ကိုင်းတွေလုပ်ငန်းလည်ပတ်မှုမှာ Starlink ပါဝင်ပတ်သက်မှုကိုစုံစမ်းစစ်ဆေးမှုစတင်နေပြီလို့ American Congress လွှတ်တော်ပူးတွဲစည်းဝေးရေးကော်မတီက AFP ကိုပြောပါတယ် ဒီကော်မတီဟာ Sterling ပိုင်ဆိုင်သူ Elon Musk ကိုစင့်ခေါ်စစ်ဆေးနိုင်တဲ့အခွင့်အာဏာရှိပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Sterling ကိုပိုင်ဆိုင်သည့် SpaceX ကကုမ္ပဏီကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။နေဆက်ရှိငွေလိပ်ကိုင်းတွေကိုတရုတ်ထိုင်းနဲ့မြန်မာတို့ကဖေဖော်ဝါရီလမှာပူးပေါင်းနှိမ်နင်းခဲ့ပြီးအတမအလုတ်စီခိုင်းခံရသူလူ9000ကျော်ကိုနေရက်ပြန်ပို့ခဲ့ကြပါတယ်။ Planet Labs တပိမှာ ဂျူဒူတပ်ပုံတွေကိုတပ်မှခွဲချမ်းစိတ်ဖြာကြည့်ရာမက်လာနဲ့စတင်ပါလာအကြာဖော့မှာဒါဇင်နဲ့ချီအဆောက်အအုံတစ်တွေတို့မဟုတ် အဆောက်အအုံပြောင်းလဲမှုအနေထားတွေကိုတွေ့ရတယ်လို့ဆိုပါတယ်။